ရေခဲပြင်းတွေနဲ့ပြည့်နှက်နေတဲ့အာတိတ်ဒေသမှာလွန်ခဲ့တဲ့နှစ်ပေါင်း180ကြာခဲ့တုန်းကဗြိတိရှလူမျိုးစုံဦးရှာဖွေသူဂျွန်ဖရန်ကလင်ရဲ့ထူးဆန်းသောပြက်ွက်သွားမှုကိုရှင်းလင်းအဖြစ်ထုတ်နိုင်မှာဖြစ်တဲ့အထူးပြက်ွက်တစ်ခုကိုအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာပြသသွားမှာဖြစ်ပါတယ်။ရေခဲကဘာကတည်ဆုံခြင်းလို့အမည်ပေးထားတဲ့အဲ့ဒီပြက်ွက်ဟာအတ္တလန်နစ်သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ထားတဲ့အနောက်မြောက်ဘက်ကလမ်းကြောင်းကိုရှာဖွေခဲ့တဲ့ဖရန်ကလင်ရဲ့နောက်ဆုံးသုတေသနခီးကိုခြေရာခံနိုင်မှုအတွက်လည်းဖြစ်ပါလေလို့ AFP သတင်းဌာနကပေါ်ပြပါရတယ်။ ဖရန်ကလင်ဟာ1845ခုနှစ်မေလ16ရက်နေ့မှာဗြိတိန်နိုင်ငံကထွက်ခွာသွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကလေးကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်အဲဒီကလေးကပျောက်ဆုံးသွားခဲ့တဲ့ Franklin နဲ့သူ့လူ128ယောက်တို့ရဲ့တည်င်းအစနာကိုဒီနှစ်ဇူလိုင်လကျမှသာနောက်ဆုံးရရှိခဲ့တာဖြစ်တယ်လို့လည်း AFP သတင်းဌာနမှဖော်ပြခဲ့ပါဗါးအတိတ်ဒေတာမှာနင်းမြုပ်ခဲ့တဲ့ Timonacy ဖြစ်တဲ့ Erebus နဲ့ HMS Terra တို့ကို2014ခုနှစ်နဲ့2016ခုနှစ်တွေမှာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါဗါး သူတည်တနာရှာဖွေခီးစဉ်အတွက် Franklin လိုက်ပါခဲ့တဲ့ Timor Erebus နဲ့ HMS Terra တို့ဟာအတိတ်ဒေတာခီးစဉ်အတွင်းမှာပဲနင်းမြုပ်ခဲ့ကြတာဖြစ်ပါတယ်။အတိတ်ဒေတာရဲ့ပြင်းထန်တဲ့အေးဒဏ်နဲ့ပါလာတဲ့လေဒူးတို့ကြောင့်မူလအတိုင်းအနေထားတိုင်းရှိသေးဖြစ်တဲ့ပြပွဲကပြသထားတဲ့ပစ္စည်းအမျိုးအမည်200ကျော်တို့ဟာ Erebus Timor ဘော်ကရှာဖွေတွေ့ရှိထားတာဖြစ်ကြောင်း AFP ကရေးသားဖော်ပြခဲ့ပါတယ်။1845ခုနှစ်ကလေးကထွက်ခွာခဲ့တဲ့ Erebus Timor ရဲ့ကံကြမ္မာကို 1856ခုနှစ်အထိရေရာမသိကြသေးပါဘူးပင်လယ်ခီးစဉ်တွင်ကင်းဝီလျံဆိုတဲ့ကျောင်းလေးမှာဖရန်ကလင်နဲ့သူ့လူ23ယောက်ဟာ1848ခုနှစ်ဇွန်လ17ရက်မှာကလေးကတည်ဆုံးခဲ့ပြီးဖြစ်ကြောင်းရေလမ်းကြောင်းမှာဆောင်ခဲ့တဲ့တင်းမော့စည်းကတင်းပေးခဲ့ပေမဲ့တည်ဆုံးရတဲ့အကြောင်းအရာမေမေရရကိုတော့မသိခဲ့ကြပါဘူးနောက်တစ်နှစ်ခွဲလောက်ကြာမှာတော့ရေခဲပြင်ထဲမှာညက်နေတဲ့ Erebus တင်းမော့ဘော်ကအသက်ရှင်နေသေးတဲ့လူ105ယောက်တို့ကလည်းအစာရေသာပြက်လက်ကုန်တဲ့အတွက်ကုန်းမြေပေါ်ကိုရောက်ဖို့ ရေခဲပြင်ပေါ်လမ်းလျှောက်သွားခဲ့ကြပါမယ်တယောက်မှအသက်ရှင်ကျန်ခြင်းမရှိခဲ့ပါဘူးလို့တင်းမောဘော်ကအထောက်ထားတွေကကျန်းကျင်သူတွေကပြောဆိုပါတယ်ရေခဲပြင်ထဲမှာနေမြုပ်နေတဲ့ Franklin ရဲ့လူသုံးဦးဓာတ်ပုံတွေကိုပြပွဲမှာပြသခဲ့ပြီးအလောင်းတွေဟာအန်ဩစရာကောင်းလောက်ပျက်စီးပဲရှိနေတုံးလို့ AFP သတင်းဌာနမှာဖော်ပြပါတယ်1980ခုနှစ်တုန်းကကနေဒါသုတေသီတွေကတော့သူတို့ကိုကြည့်ရတာအေးတန်ရဲ့ အစာငတ်တဲ့တန်ရဲ့နောက်ပြီးစီတူဘူးတွေကခဲစိတ်တဲ့တန်တွေကြောင့်အခုလိုတည်ဆုံးကြတာဖြစ်တယ်လို့ပြောဆိုပါရယ်အခုပြပွဲကိုအင်္ဂလန်နိုင်ငံလန်ဒန်အမျိုးသားပြတိုင်းမှာလာမယ့်နှစ်ဇန်နဝါရီလအထိခင်းကျင်းပြသသွားမှာဖြစ်တယ်လို့ AFP သတင်းဌာနကဖော်ပြခဲ့ပါရယ်